စက်တင်ဘာ31ဆိုတည်ရပြီမှာစက်တင်ပြောရမည်နော်စက်တင်ဘာ31စက်တင်ဘာ31ဆိုတည်ရပြီကိုကိုလည်းချက်တဲ့ပြိတ္တတွေပေါ့နော်အမနဲ့အမရှစ်ပြရဲကိုချက်တဲ့မင်းသားကိုချက်တဲ့မင်းသမီးကိုကိုကိုမြင်ထားတဲ့လူတိုင်းဖြစ်စေချင်တာဒါကတော့အာလူတိုင်းရဲ့အတွေးလေးပါနှစ်ယောက်စုံနဲ့ personal case ဖြစ်နေတဲ့အခါကျတော့ဟိုဘက်ဒီဘက်ဆီးရီပေါင်းနေရှိနေတဲ့အခါကျတော့လည်း surprise အာဖြစ်ပြီးတော့ပြိတ္တတွေ မျှော်လင့်ထားရလို့ဖြစ်လာမလားဆိုတာကကြတော့ကိုလည်းမျော်လင့်နေတယ်မှာလေဟုတ်တယ်မလားကိုလည်းမျော်လင့်သူတို့လည်းတူတူမျော်လင့်ကြရတာပေါ့ဟုတ်တယ်မလားဘယ်နည်းလဲပဲရက်လဲဆိုတော့ကိုတော့မျော်လင့်နေပါတယ်ဆိုတော့ရက်တွေမင်းနေတော့ဘလို့ဖြစ်ဖြစ်ရမယ်ဟုတ်ပါဘောနော်2025မကုန်ခင်တော့တောင်းမယ်ပေါ့မကြခင်လာပြီးမျော်အဲ့ဒါစမ်းစာကြည့်လိုက်ပါအောင်မယ်ဒိတ်လေးကိုရှုပ်ဆိုပြီးအောင် စဉ်းစားရမယ်အမမပြောလို့စဉ်းစားရမယ်စဉ်းစားချိန်တန်ပြီးတော့ဘာလို့အော်တိပြီပြောလိုက်လို့မောင်းရလို့မပြေဘူးစက်တင်ဘာ31ဆိုတိရပြီမှာစက်တင်ပြောပြန်ပြီနော်စက်တင်ဘာစက်တင်ဘာ31ဆိုတိရပြီပြီဒီအင်တာဗျူးတက်လာလို့ရှာအောင်မှာရေးပြီးလို့ရစက်တင်ဘာ31ကဘယ်နေ့လဲဆိုတာကိုလည်းတိချင်တာနော်ကျွေးပြထားတာ အနစ်ကြရတော့ပြည်ပြည်ကွာတော့နော်အဲ့ဒါနေမှာပြည်တောင်းမိအဲ့ဒါတောင်းမိဟိုဒီအင်တာဗျူးတက်လာတယ်တောင်းမိမှာတက်ကြရနေကြည့်ပြီးစက်တင်ဘာ31ဘယ်တော့လဲဆိုပြီးတော့ဒီကလေးမှမှုသွားပြီဆိုပြီးဒီတခုကတော့ငါမလွဲစီငါမလွဲစီရအောင်ဒီမှာကျန်တဲ့ကိစ္စတော့မတိကလို့လို့ဒီတခုကတော့မလွဲစီရအောင်လုံးဝမလွဲဘူးမှာပြီးတော့ နေဆိုင်ဘလောက်တော့တောင်းမလဲမသိဘူးမြင်ရမိနေပြီကွာကွာတူသတိကြရတော့อืมအဲ့ကြနောက်တစ်ခါလာပြီးတော့အင်တာဗျူးတွေ့ပြီပေါ့အဲ့ဒီမျောလင်းနေလို့တွေ့ပြီပေါ့စက်တင်ဘာ30ရက်မှာလက်ကရနေမှာကြည့်လို့ရရမှာကြည့်စက်တင်ဘာ31တတ်တာဟုတ်လို့30တတ်တာလက်ကရနေမှာကြည့်အောင်မှာလို့ပြင်သက်တွေကိုတော့အဲ့လို တော့မလုံးနော်အမဟောလုံးမငမဲဟိုလုံးအကြီးရေးလို့ရအောင် caption ကြီးရေးလို့ရ September 31ဆိုပြီးကြောက်ပြီဟိုအတင်းတောင်းနေပဲဟိုအတင်းတောင်းနေပဲဖော်ကံဘာညုံဆိုပြီးတော့မနမနှစ်ယောက်ရှိနှစ်ယောက်ကပေါ်နှအောင်နေဆိုလို့ရှိရင်တယောက်တယောက်မတွေ့ခိုင်းဆိုင်တယောက်မတွေ့သူကလည်းသူရှူတင်ရှိပြီဆိုသူထွက်သွားလိုက်ပြီအဲတော့ညချပြန်ရောက်တယ်ကိုကလည်းဒီခါကျလို့ရှိရင်သူရောက်တဲ့ချိန်ဆိုတော့လည်းကိုအိတ်တာရှိတယ်အိတ်သွားတယ်မတွေ့တော့ ပြမနေ့ကျရင်သူရှူတယ်မရှိဘူးဆိုတော့ကိုကပြင်တော့လိုကိစ္စရှိရင်အစောထွက်သွားတာရှိအဲ့ဒါသူလည်းကိုယ်နဲ့မတွေ့ပြအဲ့လိုအချိန်ကြီးလည်းရှိတယ်တခါကျကျရင်တွေ့ပြီးတော့ဟုတ်ကိုဆိုပြီးတော့အေးညီမရဲ့တက်တာဆိုထွက်သွားတဲ့အချိန်ကြီးလည်းရှိရောလေအဲ့လိုဆိုတော့အခါကျလို့ရှိရင်အဲ့လိုမတွေ့ပြတာလည်းမများရဲ့အိမ်မနေပြီးစကားမပြောတဲ့အချိန်ကြီးလည်းရှိတယ်ဆိုတော့စိတ်ကောက်တဲ့အချိန်ကြီးရိုက်ပြတဲ့အချိန်ကြီးလည်းရှိတဲ့အခါကျတော့အဲ့တော့အဲ့တော့ဘယ်လိုပြောရမလဲအကုန်လုံးကတော့ဟဲ့သူကအိမ်မနေရပဲတိမှာပေါ့တချို့ဟာလေးတွေကကြတော့မျိုးမမြင်မတွေ့တဲ့အခါကျရင်စကားပြောဖို့အချိန်မရှိဘူးဆိုရင်ကမပြောလို့မရတဲ့ဟာရှိရလေ တော့ဖတ်ခတဲ့ပြောချင်တယ်ကိုကမအောက်ထွက်သွားပြီဆိုပြောလို့မရအောင်လေအဲ့ခါတချို့အပိုင်းနဲ့တိရဲ့အပိုင်းနဲ့ရှိတယ်လို့မတိရဲ့အပိုင်းနဲ့ရှိတာပေါ့နော်ဟုတ်ဟုတ်ပါဒီဘက်ဟိုစီးရီပေါင်းနေရှိနေတဲ့ခါကြတော့လည်းဘယ်လိုပြောရမလဲတချို့အပိုင်းတွေကတို့ထင်နေအာညီမကပဲတိမှာပေါ့ဟာဘာလို့မတိရမှာသူလျှောက်ပြောနေရတာဒါတော့လူတစ်ဖက်သားအရင်အတွေ့အမြင်ကိုတော့ဘယ်လိုမလဲမားစီကြောင့်ပြောချင်မှန်နေတော့ပြောချင်ဘာလဲဆိုတော့ကိုမြင်တဲ့အရာကုတ်တမှန်နေတာ哦ဒါအားလုံးနားလဲပြီအော်ငါဆိုတဲ့အလိုဖြစ်မှာပဲဆိုပြီးအတွေ့အင်းနဲ့ပဲထားလိုက်တဲ့အတိုင်းလေး တွေးပါစီပေါ့ဒါလည်းကိုယ်ဖြစ်ဖြစ်တရေရเนาะတရားဓမ္မတရားဓမ္မကြီးရတာဆိုတွေးပါစီပေါ့သူတို့စိတ်ချမ်းသာဘူးလို့လေကိုလည်းပဲတော့တေးကြွားပါ යි ပေါ့မဟုတ်လေစိတ်သမာ31ပဲပြောတာเนาะကိုလည်းပဲတကူမပြောဘူးဟိုကျန်တဲ့ရက်တွေအော်တိုဘတ်ဆို31ရဲ့ပါရဲ့နိုဝင်ဘာဆို30ဖြစ်သွားဒီဇင်ဘာဆို31ဆိုတော့ဈာထဲမှာဖယ်ဈာကလွတ်လဲဆိုတာကြည့်လိုက်တာပြက်ကြတဲ့နေနဲ့အဲ့တော့25ရဲ့နောက်ဆုံးဟိုနောက်ဆုံးလာပြီအာဘာလဲဆိုတော့အခုက31တွေမှမရှိရမှာဟုတ်တယ်မလားအဲ့တော့ ဘာလဲစက်တင်ဘာလို့ဝင်မှတ်လိုက်လို့ဘိုးလာတိုင်းမှာဒါကိုယ့်ရဲ့သတို့သမီးတော်တွေကိုထုတ်ပြရမယ်။နောက်အင်တာဗျူးတွေပြေးပြီပဲ။နောက်အင်တာဗျူးပြေးပြီ။အဲ့လိုပြည့်တက်တည်နေပတ်သက်ပြီးတော့ဘလူလေးဒါပြောချင်တာမျိုးရှိ။음အဲ့ဒါကြတော့လေအာအကိုကလည်းချက်တဲ့ပြည့်တက်တည်ပေါ့နော်။အာအမျိုးအမနဲ့အမျိုးရှိပြရဲပြီးတော့တို့လည်းတို့တဘောကိုလည်းအဲ့လိုပဲနိုင်ငံခြားနေမှာဆိုလို့ရှိရင်လည်းအဲ့လိုဟိုမင်းသားဒီမင်းသမီးနဲ့အဲကားကြီးတော့အရန်ဟို ဖြစ်စီရတာရိုးတယ်ဆိုရင်တော့ဖြစ်စီကျင်တယ်မကိုကိုရန်လည်းအဲ့လိုဟဲ့ဟိုမင်းသားလေးနဲ့ရဝိုင်းကောင်းမှာပဲပေါ့နော်အဲ့တော့ကိုလည်းအဲ့ feeling ခံစားမှုရတဲ့ခါကျတော့ကိုချစ်တဲ့မင်းသားကိုချစ်တဲ့မင်းသမီးကိုကိုကိုမြင်ထားတဲ့လူနဲ့ဖြစ်စီကျင်တာဒါကတော့အာလူတိုင်းရဲ့အတွေ့အလေးပါအဲ့တော့ဒီဟာလေးကိုလည်းဘယ်လိုပြောရမလဲရင်ခေါင်စွာနဲ့အာဘယ်လိုလေးဖြစ်လာမလဲဆိုတာကိုလည်းအာညီမနဲ့တူတူပေါ့နော်အဲ့တော့ညှော်လင့်ပြီးတော့ဆောင်းစားပေးပါပြီးတော့ဆိုရှင်အခုလိုမျိုးလေး အဲဘာလဲစက်တင်ဘာ31ဆိုတာလေးကလည်းတမင်တတတ်အမျိုးဘယ်လိုပြောမလဲစလိုက်တာပေါ့နော်အာဘာလို့လဲဆိုတော့အမျိုးအရန်ကြီးကိုဘယ်လိုပြောမလဲညီမကိုမေးကြတယ်အများကြီးမေးကြတယ်ပုံမှန်အဖေညီမလည်းတချို့အပိုင်းတွေမသိဘူးပေါ့နော်မသိတဲ့အပိုင်းတွေကြတာလဲအာအမျိုးပြစ်တင်ရှင်ကြရဲဘာလို့မသိရပြောရှင်ကြရဲအဲ့တော့အခုဟာကအာပျော်အောင်ပေါ့နော်ပျော်ရွှင်စေကျွန်တော်တတိုင်းမနှောက်လိုက်တာပါ channel အပိုင်းတွေကကြတော့အာဘယ်လိုဖြစ်လာမလဲဘယ်လိုတွေအာ surprise ဖြစ်ပြီးတော့ပြိသက်တွေမျောလင့်ထားရလို့ဖြစ်လာမလားဆိုတာကကြတော့အာစောင့်မျှော်ကြည့်ရှုပေးပါပြီးတော့လည်းရှင်းဆုံးပေးပါလို့ပြောချင်ပါတယ်။နှစ်ယောက်ဆုံးနဲ့ personal case ဖြစ်နေတဲ့အခါကျတော့ဟိုဘယ်လိုပြောမလဲဒါညမကျတော့လည်းညမတယောက်နေနဲ့အဲ့လောက်ကြီးကြီးအများကြီးတော့တည်မရှိဘူးလေ။အစင်ပြေပြီးတော့အကိုချစ်တဲ့လူနဲ့ရသွားတယ်ဆိုလို့ရှင်ကအာတောင်းတာပေါ့နော်။ဟုတ်ဟိတ်ကောစကားကြီးလေပြောလို့မသိမမဆောင်ဖြစ်နေဘူးမမဆောင်ဖြစ်မသိတယ်လို့ ဟုတ်ကဲ့ပါအဲ့တော့ညီမရဲ့အာအင်တာဗျူးအောက်မှာဘာလို့မသိရလဲဘာလို့သိရလဲပေါ့နော်အဲ့လိုမျိုးဟာအမြဲတမ်းမှတ်နေတဲ့ပရိသတ်တွေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့အကိုကိုလည်းချစ်တဲ့ခါကျသူတို့ဖြစ်စေတဲ့လို့အာနဲ့အမျိုးဖြစ်ချင်တဲ့တချို့ကြတာလည်းအဲ့လောက်ကြီးကြီးရှီရှီဝဲဝဲကြီးဘာလို့ပြောနေရလဲတတိုင်းတစ်ပြည်လုံးတည်နေပြီဆိုတာကလည်းတချို့ကြတာလည်းပြောကြရပါဘယ်လိုပဲမမှန်ပါအာ အဲ့လိုမျိုးအာစိတ်ဝင်စားလေးနဲ့အာချစ်လို့ဖြစ်ဖြစ်မုန်းလို့ဖြစ်ဖြစ်ဘလိုပဲရေးရေးပေါ့နော်ညီမအနေနဲ့ကကြောက်ရလေအာအာဘလိုပြောရမလဲအဆင်ပြေပါတယ်အဲ့တော့ဒါပေမဲ့လည်းအဲ့မျိုးအခုလိုလေးအာမောရောအမောရောအကိုရောချစ်လို့အားပေးလို့ကျေးဇူးများတယ်ပါတယ်ပြောလဲညီမရောလည်းဒီချက်ပို့ပြီးအားပေးပါအောင်ကြောက်ချက်ပါတယ်ရှင့်